်မင်္ဂလာပါရှင်ကတိညူတင်ဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရောင်းမယ်ရှင်တီမောနိုင်ငံဟာအာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် အရှိတောင်အာရှရဲ့နိုင်ငံအငယ်ဆုံးဖြစ်တဲ့တီမောနိုင်ငံဟာအာဆီယံရဲ့ဆက်တဲ့နိုင်ငံမြောက်အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ်ယနေ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ကျင်းပနေတဲ့58ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကအတီးပြုလက်မှတ်ရေးထိုးလိုက်ကြောင်းသိရှိရပါတယ်။လူဦးရေ1.4တန်ခန့်ရှိတဲ့တီမောနိုင်ငံဟာအာဆီယံအဖွဲ့ဝင်ဖြစ်ရဲ့2021ခုနှစ်ကနေစတင်ပြီးကြိုးပမ်းခဲ့ခြင်းဖြစ်တယ်လို့အာဆီယံအနေနဲ့လည်း26နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်အဖွဲ့ဝင်နိုင်ငံအင်အားတိုးချဲ့ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတီမောနိုင်ငံ ်သမရနဲ့ဝင်ကြီးချုပ်တို့ကတက်ရောက်လျက်ရှိပြီးမြန်မာစစ်ကောင်ရှင်အနေနဲ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအသစ်အဖြစ်တရားဝင်လက်ခံမဲ့ကိစ္စအားယခုနှစ်ဇူလိုင်လအတွင်းအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံတို့စာပေပေါ်ကန့်ကွက်ခဲ့တယ်လို့တီမောနိုင်ငံဟာအခြားနိုင်ငံများနဲ့ပြည်တွင်းရေးဝင်ရောက်ဆက်ဖွဲ့ ရေမူကြမ်းကိုချိုးဖောက်နေတယ်လို့လည်းဆိုထားပါတယ်။တိမောနိုင်ငံအနေနဲ့စစ်ကော်မရှင်အားဆန့်ကျင်နေကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်အောင်စုလွှတ်တော်ကိုစားပြူကော်မတီ CRPH နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိသလိုမြမဒီမိုကရေစီအရေးလှုံ့ဆော်မှုများကိုအားပေးထောက်ခံတဲ့နိုင်ငံလည်းဖြစ်တယ်လို့ခုလိုပဲသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးအာဆီယံညီလာခံတပ်ဖွဲ့မလေးရှားကိုထရန်ကရောက်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန်ဟာအော်တိုဘားလ26ရက်နေ့မှာမလေးရှားနိုင်ငံကိုဆက်ရောက်လာပြီးဖြစ်ပါတယ်။သူကိုမလေးရှားဝန်ကြီးချုပ်ကကိုရိုင်းကွာလာလမ်ပူမှာနိုင်ငံတကာလေဆိပ်မှာသွားရောက်ကြိုခဲ့ပါတယ်။သူဟာအရှိတောင်အာရှနိုင်ငံများအစီအယုံထိပ်သီးအစည်းအဝေးတရောက်ဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားရဲ့ဖိတ်ကြားမှုကိုလက်ခံပြီးကွာလာလမ်ပူမြို့သို့ရောက်ရှိလာခဲ့ပါတယ်။မလေးရှားမှာရှိနေစဉ်အတော်အတွင်းထရန်ဟာအာဆီယံနှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြောင့်အပြစ်ခတ်ရက်စက်ရေးသဘောတူညီမှုစာချုပ်ချုပ်ဆိုမဲ့အစီအစဉ်ကိုလည်းတက်ရောက်ဖို့စီစဉ်ထားပါတယ်။မလေးရှားကစားရောက်လာတာဟာထရန့်ရဲ့အာရှခရီးစဉ်အစားပြုလို့လဲဆိုနိုင်ပါတယ်။ထရန့်ဟာတောင်ကိုရီးယားစီခရီးဆက်ပြီးအဲဒီမှာအမေရိကန်ရဲ့အတ္တိကပြိုင်ဘက်တရုတ်သမ္မတရှီဂျင်ပင်နဲ့လည်းတွေ့ဆုံမှုစီစဉ်ထားပါတယ်။နောက်ပြီးသူဟာအရှေ့အာရှမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံကိုလည်းသွားရောက်ဖို့ရှိပါတယ်။ ထရန့်ကသူ့ရဲ့အာရှခရီးစဉ်အတော်တွင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်ဝမ်နဲ့2019နောက်ပိုင်းပထမဆုံးအကြိမ်လူချင်းတွေ့ဆုံတာမျိုးရှိကောင်းရှိလာနိုင်ကြောင်းအရေးအမှုပြောဆိုခဲ့ပါတယ်။ကမ်နဲ့တွေ့ရတာဆိုရယ်လေမေကွန်းတွေကိုထရန့်ကတိုက်ရိုက်မဖြေဘဲဒီကိစ္စအတွက်လမ်းပွင့်နေစေလို့မယုံမလို့တုံ့ပြန်ခဲ့ပါတယ်။ထရန့်ဟာသူ့ရဲ့သမရ သက်တမ်းပထမ၄နှစ်တုန်းကအာဆီယံထိပ်သီးညီလာခံတွေကိုကိုယ်တိုင်မတက်ပဲရှောင်လဲခဲ့ပေမဲ့ဒုတိယသက်တမ်းရဲ့ပထမဆုံးနှစ်မှာအာဆီယံညီလာခံစီရောက်လာခဲ့တာပါမလေးရှားကိုသူရောက်ရောက်ချဲမှာတိုင်းကမ္ဘောဒီးယားနိုင်ငံရဲ့သဘောတူစာချုပ်ချုပ်ဆိုမှုအစီအစဉ်မှာပါဝင်မယ်လို့ထရန်ကပြောပါတယ်အဲ့ဒီနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့လပိုင်းကနယ်စပ်အငင်းပွားမှုကြောင့်၄ရက်ကြာစီးရီးပြိပွားဖြစ်ကားခဲ့ပါတယ်။ထရန့်ဟာမလေးရှားခီးစဉ်အတော်တွင်အင်ရှင်နိုင်ငံနဲ့အမေရိကန်တို့ကြားကုန်သွယ်ရေးသဘောတူစာချုပ်ကိုလည်းလက်မှတ်ရေးထိုးဖို့ရည်ရွယ်ထားပါတယ်။သူကအမေရိကန်နဲ့သဘောထားကွဲလွဲမှုတွေရှိနေတဲ့ဘရာဇီးတမရနဲ့မလေးရှားမှာလူချင်းတွေ့ပြီးဆွေးနွေးတာမျိုးလည်းရှိလာနိုင်တယ်လို့မှတ်ချက်ပေးပါတယ်။လူလာကလည်း ကွာလာလမ်ပေါ်မှာ အာဆီယံညီလာခံကိုတက်ရောက်မှာပါထရန်ဟာအော်တိုဘာလ29ရက်နေ့ကျရင်ကောင်ကိုရီးယားရဲ့စိတ်ကဲမျိုးပူဆန်ကိုတွားရောက်ပြီးအာရှပစိဘိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ညီလာခံကိုတက်ရောက်မှာဖြစ်တယ်လို့အင်ရှင်နိုင်ငံတမရလီဂျေမြောင်နဲ့လည်းတွေ့ဆုံမှာပါအော်တိုဘာ30ရက်နေ့မှာသူနဲ့ရှီတို့ကတွေ့ဆုံကြပြီးကုံသွေးအရာတဲမှာအားပြိုင်နေမှုရှိတဲ့ကပ္ပ heavy weight နိုင်ငံကြားကဆက်ဆံရေးအဆိုင်ခဲတွေကိုအဲဒီမှာတွေ့ဆုံမှုကဖြေလျော့ပေးနေမလားဆိုတာကိုတက္ကပါလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။တရုတ်ကမြေရှားတပ်တုတင်ပို့မှုတွေကိုကန့်သက်ထားကြပေမဲ့ကြေညာခဲ့တဲ့နောက်ပိုင်းမှာ Trump ကအဲဒီဆွေးနွေးပွဲကိုဖျက်ဖို့အထီးချင်းချောက်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့နောက်ပိုင်းမှာတော့သူနဲ့ရှိတို့လူချင်းတွေ့ကြမယ်လို့ပြန်လည်အတည်ပြုခဲ့ပါတယ်။ထရန့်ဟာတောင်ကိုရီးယားကိုရောက်နေခြင်းအတော်တွင်မြောက်ကိုရီးယားကောင်းဆောင်ကနေလည်းလူချင်းတွေ့ဖို့ဖြစ်နိုင်ခြင်းအတိုင်းအတာတစ်ခုတည်းရှိနေကြောင်း တောင်ကိုရီးယားအစိုးရနဲ့ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းဆောင်ရွက်ရေးဝင်ကြီးဌာနကလည်းညင်ညာထားကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဒေါ်သက်သက်ကရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့တွင်မအောင်မြင်သော68 resident အင်ရစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်ခံရကြောင်းနှင့်နိုင်ငံရေးအသံဝိုင်းကခုလိုပဲပြောဆိုထားပါရင်ကဘာရေးဖျားလန်းနှင့်ဆရာဆန်လန်းနောက်ရှိ68 resident အင်ရစီမံကိန်းကိုတသက်ခိုင်နှင့်အောက်ကျော်ဝင်းတို့ကကံမောစပန်တန်မှငွေကျပ်ဘီလီယံ100ကျော်ချေငှခဲ့ကြောင်း အဆိုပါစစ်ရှိအေရက်ဇီဒန့်အင်ယာစီမံကိန်းမှာအချိန်မီ PC ချင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းဒါအပြင်ကမ္ဘောဇပန်မှာခြေယူထားသောငွေကြက် PDF တရားကြော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်။လွှတ်တော်ကိုယ်စားလှယ်လောင်းအရေးအခြေသတ်မှတ်ချက်မှာလူမွေးအဖြစ်သက်ဆိုင်ရာတရားရုံးရဲ့ကြေညာခံတရားချက်မှာလွတ်မြောက်ခွင့်မရသေးဘူးဆိုတာပါတယ်။အဲတော့ဒေါ်သက်သက်ကိုင်ကိစ္စကလူမွေးတော့မကြေညာခံရသေးတော့လေအကျွေးပြန်မဆက်နိုင်လို့တရားတပောင်ဖြစ်နေတဲ့သဘောရှိတယ်။ ဆိုတော့အရေးအချင်းသတ်မှတ်ချက်နယ်ကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့အကျိုးမဆက်နိုင်တာမို့လို့လူမွေးအဖြစ်ကြေညာခံရတာမျိုးလည်းရှိလာနိုင်တယ်။ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်ခြင်းမပြတ်ဖက်ခြင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကြင်တို့တရားအပေါ်မှာမူတည်တယ်လို့နိုင်ငံရေးတာဝန်ကခုလိုပဲတုံ့သက်ပြောဆိုပါတယ်။ ရန်ကုန်မြို့ပဟန်းမြို့နယ်ဆ ਿਆ ဆက်လန်းနှင့်ကပားရေးဖျားလန်းပေါ်ရှိမြေတေးကပေါ်တွင်တိစောက်ခဲ့သော28တန်းအမြင့်ရှိ68 resident အစင်မြင့်ကွန်ဒိုကို United GP Development Company ကတာဝန်ယူတိစောက်နေခြင်းဖြစ်ပြီးတသက်ခိုင်နှင့်အောင်ကျော်ဝင်းမှာအဆိုပါကုမ္ပဏီရဲ့ဥက္ကဋ္ဌနှင့် Director များဖြစ်ကြပါသည်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတသက်ခိုင်မှလာမဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်မှဝင်ရောက်ရှင်ပြရန်ရှောက်လော်များတင်သွင်းခဲ့ပြီး၎င်းရဲ့မဲဆန္ဒနှင့်ဗဟန်းကမာရော့အလုံးစံကြောင်းကြည်မြင်တိုင်းလှိုင်းမယန်းကုန်းမြောက်ကလာပါမြို့နယ်တွင်ပါဝင်ပါသည် တသက်ခါရဲ့ပါတီမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်။တသက်ခါရ2015ခုနှစ်တွင် NLD ပါတီရဲ့တကုံမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပြီး2019ခုနှစ်တွင် NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။2019ခုနှစ်တွင်လည်းပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တသက်ခါရဲ့ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှာ အနိုင်မရရှိပဲခွက်ခွက်လန်အောင်ရှုံးခဲ့ပါတယ်တသက်ခိုင်မှာ2021အာနာသိမ့်မှုဖြစ်ပေါ်ပြီးနောက်စစ်ကောင်စီလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝင်ကြီးဖြစ်လာခဲ့ပြီး2023ဩဂတ်လ3ရက်တွင်ဟိုတယ်နှင့်ခီးသွားလိုက်ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးအပြင်ပြောင်းလဲကဲ့အံ့ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝင်ကြီးရာထူးတာဝန်များမှအနာပေးခဲ့ခြင်းခံခဲ့ရကြောင်းသိရှိရပါတယ်ရှင် ဆက်လက်ပြီးမြောက်ရီမြို့နယ်ရှိကြားဖြန့် KK ဘတ်အတွင်းအဆောက်အုံတချို့ကိုမိုင်းခွဲပေါက်ခဲ့သဖြင့် BGF ကဖောက်ခွဲတယ်လို့ဒေတာကန်ပြည်သူများကပြောကြားပြီး BGF ကကြားဖြန့်တရုတ်တထေးများကိုကိုလွန်ကွင်းပေးထားမှုပုံမိုသေးကြလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောင်းရီမြို့နယ်အတွင်းရှိကြားပြန့် KK ဘတ်အတွင်းအဆောက်အုံတချို့ကိုမိုင်းခွဲသဖြင့်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူတို့ရဲ့ပြောဆိုချက်နှင့်ထိုင်းသတင်းဌာနချို့ရသတင်းဖော်ပြချက်မှတွေ့ရှိရပါတယ်။အော်တိုဘာလ24ရက်နေ့ညနေ6နာရီခွဲ မိနစ်တွင်မြောက်ရီမျိုးနဲ့ KK ဘက်အတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းမိကိုလုံးများနဲ့မိဘွားများကိုမြင်တွေ့ခဲ့ရကြောင်းအော်တိုဘာလ23ရက်နေ့ညနေပိုင်းကလည်းအဆိုပါပေါက်ကွဲခဲ့ကြောင်းသိရှိရပါတယ် BGF ကကြားဖြတ်အဆောင်အုံတချို့ကိုမိုင်းခွဲတာလို့သိရပါတယ်နှစ်ရက်ဆက်တိုက်ရှိပါပြီမနေ့ကအော်တိုဘာလ24ရက်နေ့နဲ့တနေ့ကအော်တိုဘာလ23ရက်နေ့ကရောနှစ်ရက်စလုံးမိုင်းခွဲတဲ့ကြားရင်မိကိုလုံးတွေနဲ့မိကိုတွေလည်းမြင်ရတယ်လို့နေဆက်ဒေသမှာသတင်းရေးမိကခုလိုပဲပြောဆိုထားပါတယ်ထိုင်းနိုင်ငံဌာနဖြစ်သော တရဘိုဒါရင်ယမန်နေ့ညနေပိုင်း KK ဘတ်ပေါ်တွင်ပြန်တန်းနေသောဒရုန်းနှစ်စင်းကိုတွေ့မြင်ခဲ့ပြီးထိုင်းဘက်ခြမ်းမှမြင်နိုင်သောအဆောက်အုံတစ်ခုရဲ့အထက်တွင်ကျဲလောင်သောပောက်ကွဲမှုမိဂိုများနှင့်မိဘွားများထွက်ပေါ်လာခဲ့ကြောင်းသတင်းကဖော်ပြထားပါသည်။လက်တလုံး KK ဘတ်မှထိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးလာသောနိုင်ငံသားအရေးအတွက်မှ1198ဦးအထိရှိနေပြီနိုင်ငံပေါင်း29နိုင်ငံမှပါဝင်ကြောင်းထိုင်းသတင်းကခုလိုပဲဆိုပါရင် KK ဘတ်မှကြားဖြတ်တရုတ်တရေများကို စစ်တပ်လောက်ကန် BGF တပ်ဖွဲ့မှပုံမှုကြီးစောချစ်သူဗိုလ်တင်ဝင်းဗိုလ်မုတ်တုံတို့အပြင်ဗိုလ်နိုင်မောင်စောကလည်းခေလုံခွင့်ပေးထားကြောင်းကရင်စည်သတင်းမြေကခုလိုပဲပြောဆိုထားပါတယ်နိုင်ငံတကာကအလိုရှိနေတဲ့ကြားဖြန့်ကောင်းစွာတရုတ်တထေကို BGF နိုင်မောင်စောကရှေ့တန်းယုံဖြစ်နေ အရင်ချိတ်ပိတ်ခံထားရတဲ့ဟိုတယ်ဟောင်းမှာလည်းနေရာချထားပေးတယ်ဆိုတာသိရပါတယ်။ဒါကသတင်းတွေကထပ်ပေါ်တာပေါ့။ဒါပေမဲ့သိကြတာကတော့ BGF ကကားတွေနဲ့ကြားဖြန့်တရုတ်တွေကိုတော့တဲထုတ်ခေါ်ထုတ်ပေးနေရပဲလို့ကရင်စစ်ရေးသတင်းမျိုးကခုလိုပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။